နာလေးဖြစ်ရခြင်းဒီကိစ္စဖြစ်ရခြင်းအကြောင်းရင်းကိုအမှပထမဆုံးပြောပြပေးမယ်နော်သူတို့ဘာကြောင့်ဒီလိုမျိုးဆွဆွဲခြင်းခံရလဲဆိုတော့ဒီမောင်လေးတွေညီမလေးတွေဆိုတာကအမနဲ့ခင်မရင်းနှီးတာနှစ်ပေါင်း10နှစ်15နှစ်အမရဲ့အမှုပညာတတ်တန်းဆလုပ်ကြတဲ့အမရဲ့တကယ်အမကပြိတ္တတိကြောအမမန်လေးသွားရင်လေဒီညီမလေးနဲ့အများနဲ့စုံနဲ့ထမင်းတွေစားတယ်ဟလားဈေးတွေထွက်ဝယ်ကြတယ်အမလူတာလေးတွေကူညီပေးတယ်ဒီလိုမျိုးလေးတွေပေါ့နော်တရားနဲ့တရားကညီမလို့ချစ်ကြတာဆိုတော့သူ့မှာလည်းတားလေးတမီးလေးတွေနမိသားစုနဲ့အေးအေးချမ်းချမ်းလေးသူ့အတူဈေးရောင်းနေတာ ဘာမှဒီတော်လိုင်းနဲ့ပတ်သက်လို့ဒီကိစ္စတွေသိချင်းလည်းမရှိဘူးအမသူ့ညီမလေးရေးအမမာတော့ဟလာဒီလိုမျိုးအခက်အခဲလေးရှိလို့အမလှူချင်တဲ့နေရာလေးတွေရှိတယ်ငလျင်ဘေးတင်တဲ့ကလေးတွေဟလာစစ်ဘေးဆောင်နဲ့ဟိုစခန်းကကလေးတွေပြီးတော့အသက်ကြီးရွယ်ဦးတွေတချို့ဆိုကလေးမမွေးနိုင်ဘူးကလေးမွေးဖို့ဘာစရိတ်မရှိတဲ့အတွက်ဆိုကလေးမွေးရမှာကြောက်နေတယ်မိခင်နေဒီလိုမျိုးကလေးတွေမိသားစုတွေအတွက်အမကူညီဖို့အတွက်အမဒီဈေးရောင်းတာလုပ်ပေးတာကိုယောက်ျားပတ်စံမရှာနိုင်လို့မဟုတ်ဘူးအမယောက်ျားပတ်စံရှာတာအမထိုင်ပြီးတော့အလှူအတွက်ဆိုပြီးပတ်စံတောင်းနေလို့အမြဲတမ်းမရဘူးပြီးတော့အလှူ ဆိုတာကအခုခေတ်မှာလူတွေကအရန်ကိုမှပြင်ပြင်ပမန်းလေးပတ်စံတွေရှာရတယ်စီးပွားရေးတွေအဆင်မပြေတဲ့ခါမှာအရင်လိုမျိုးဟလာဟိုကမ်ပိန်းတွေမှာပဲကြည့်ကြည့်အလှခံတဲ့နေရာမျိုးတွေမှာဘယ်သူမှအလှအတက်တယုံမပါဝင်နိုင်ကြတော့ဘူးအဲ့တော့အမတို့ကလည်းအားနာတယ် အမဆိုဘယ်တော့မှကိုပိုင်အကောင့်နဲ့အလှခံတာမျိုးအမမလုပ်ဘူးအလှရှင်နဲ့အလှခံတဲ့လူတိုက်ရိုက်ဆက်တွယ်ပြီးတယ်ဒါအမရဲ့ဟိုစေတနာအစ်စ်ပေါ့နော်တပြားတစ်ချက်မှလည်းဟိုအလှခံပြီးယူတဲ့ထဲမှာလည်းအမမပါဘူးဘာကြောင့်လဲဆိုတော့အမကစားနိုင်တယ်ဝင်းနိုင်တယ်နေနိုင်တယ်တောက်နိုင်တယ်အကုန်လုံးနိုင်တယ်အမမျိုးသားအမဟိုဟိုဘာမှလိုလေသေးမရှိထားထားတာပြီးတော့အမမှာဘာမှပူစရာမလိုတဲ့ဘဝ ဒါပေမဲ့ဒုက္ခရောက်နေတဲ့အမရဲ့ပြည်သူတွေအခုဆိုငလျင်ဘေးတင်နေအမအိဆာရောက်တဲ့အချိန်မှာလည်းငလျင်ဘေးတင်တဲ့ဟာအတွက်ကိုအမအဓိကလှူဒန်းတယ်ပြီးတဲ့အခါမှာစစ်ဘေးရှောင်မှာဒုက္ခရောက်သွားတဲ့ကလေးတွေခြေပြက်လက်ပြက်တွေအိမ်ညာမဲ့သွားတဲ့ကလေးတွေစာတင်ကြောင်းအတွက်တင်ကြနေရာမရှိတဲ့လူတွေနေတူကထမင်းစားဖို့နေစဉ်အာဟာရဖို့မရှိတဲ့နေရာတွေကိုအမလှူပေးတာဆိုတဲ့အခါကျတော့တချို့တွေကကျတော့အခုချိန်ဒီမှာလေးအမရဲ့ဒီဒီထဲမှာလေးဒလန်နေပါပါတယ်ဘာကြောင့်အမအခုလိုမျိုးဟို ြဿနာဖြစ်သွားရလဲဆိုတာကမလိုလားအဲ့တော့ပြဿနာပေါ့နော်အဓိကတော့ဒီမောင်လေးဆိုလို့ရှိရင်လည်းဒီဖုံးမြအောင်ဆိုလို့ရှိရင်လည်း तू ဟာဟိုဘယ်လိုပြောမလဲတာမန်ရိုးရိုးဟိုသူနာပြုတ်လေးသူ့ဘာသာသူမိဘကိုလှုပ်ဟိုကောင်းကောင်းမုံမုံနဲ့လှုပ်ကင်ရှာကျွေးနေတဲ့မောင်လေးတယောက်ဆိုတော့အမနဲ့ခင်တာအရန်ကြာပြီအမရဲ့ပြိတ္တဆိုတာလည်းဟုတ်တယ်ဆိုတော့7နှစ်ကျော်15နှစ်လောက်အမပုံမှာဘာပဲလူလူဟာလူလေသေးမရှိအများနဲ့ကူညီပေးတယ်ဆိုတဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲ အခုလိုမျိုးဟိုအမလှူဒန်းခြင်းတဲ့ဟာမျိုးလေးဆိုတော့သူကကူညီပေးတာပေါ့နော် ဆိုတော့အမအမှန်တရားတစ်ခုပြောပြမယ်နော်လူတွေဟာဘလောက်ထိအခုချိန်မှာကိုချင်းစာနာမှုမဲ့နေပြီလဲဆိုတော့စစ်ကောင်စီနဲ့တကွဒီပြဿနာဖြစ်ဖို့အတွက်ဒလန်တွေအားလုံးကလည်းသိစေချင်ပါတယ်ကိုချင်းစာနာစိတ်ကလေးအလှတစ်ခုလောက်တယ်ဆိုတာဘလောက်ထိပင်ပန်းပြီးတော့စိတ်ရောကိုယ်ပါပင်ပန်းရလဲဆိုတော့သူတို့နားမလဲဘူးအမဆိုရင်ကိုမတာကိုအိမ်မှာအေးစင်နေနေလို့ရတယ်ဒါပေမဲ့ငလျင်လှောက်သွားတယ်တော်တော်များများအမရေစားဖို့တောက်ဖို့မရှိဘူးအမရေစကိုင်းဘက်မှာငလျင်တန်းလေးတင့်နေအမရေတောင်ငူဘက်မှာနေပြီးတော့ဘက်မှာအမလှူတဲ့အခါမှာလေအမပုံမှာအခုလိုမျိုးပြစ်မှားတဲ့ဒလန်တွေ ဟလာစကစကူထောက်ပံ့နေတဲ့လူတွေအားလုံးနဲ့အမလှူတဲ့ဟာကိုစားတဲ့လူတွေအများကြီးပါတယ်။သိလား။ဒါပေမဲ့အမဒီအလှူဘယ်တော့မှမခွဲကြဘူး။အမလှူလိုက်တဲ့အရာမှာစားတဲ့လူတွေကနေပြီးတော့မှဆိုလဲနေပြီးတော့မှဒီစစ်ကောင်စီဘက်ကိုထောက်ပံ့နေတဲ့လူတွေအများကြီးပဲဒလန်လုံးနေတဲ့လူတွေကမှအမစီမှာအကောင့်တူနဲ့လာပြီးအလှူခံတဲ့လူတွေအများကြီးပဲဒါပေမဲ့နေဟာငါ့ကိုဒလန်လုံးမဲ့လူလားငါ့အပေါ်မှာတစ္ဆာဖောက်မဲ့လူလားဆိုအမတစ်ခါမှဘာမှမမေးဘူးဘာကြောင့်လဲအမအလှူလုပ်တဲ့အခါမှာအမကတော့လေစိတ်ကောကိုပါ ပွင့်ပွင့်လင်းလင်းနဲ့ရှင်းရှင်းတန်တန်နဲ့ပဲအမစိတ်ကိုထားပြီးတော့လှူတယ်စိတ်ပြတ်တယ်အမအလှူတစ်ခုလုပ်တဲ့အခါမှာဩဟိုဘယ်လိုပြောမလဲ ဟိုငါလှူလိုက်တဲ့လူကငါ့ကိုဟိုဆဲမဲ့လူလားငါ့ကိုတစ္ဆာဖောက်မဲ့လူလားဟလာငါ့ကိုပြန်ပြီးရုံးပါမဲ့လူလားဆိုအမဘယ်မှမတွေ့ဘူးဒါပေမဲ့အော်လူဆိုတာကထမင်းစားဖို့တောက်ဖို့အတွက်ရုံးကန်နေတဲ့အချိန်မှာဘယ်လောက်ထိနေဘူးတဲ့မှာရုံးကန်နေရလေကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိသမျှလူတွေအားလုံးကအရင်လိုစိတ်ဝါရိတ်တဲ့အစဉ်ပြေနေကြတာမဟုတ်ဘူးအဲ့ဒီတော့ဆောင်အိုးသူတို့လေးတွေငါပေါ်မှာကောင်းကောင်းမကောင်းကောင်းငါလှူလိုက်တဲ့လူဟာငါပေါ်မှာရုပ်တယ်ညံ့တယ်ဆိုတာဟာလေဖះရနဲ့ရှင်းလိမ့်မယ်ငါနဲ့ရှင်းစရာအကြောင်းမရှိဘူးလှူတယ်ဆိုတာစိတ်ပြတ်စိတ်တန့်မှရတဲ့အရာ အဲ့လိုဖြစ်ဖို့အတွက်အမကယောက်ျားစီပတ်စံတစ်ချင်းလုံးတော့တောင်းနေလို့မရဘူးမိသားစုရှာကြည့်ဖို့အမယောက်ျားတောင်းမယူထားတာဒီအလှတန်းနေနေစင်တဲ့အမြလှုပ်ဖို့အတွက်ဆိုတာပတ်စံဒီပတ်စံဆိုလွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူးအမစိတ်မကောင်းဘူးဆိုတော့အမအခုဆုံးရှုံးသွားတဲ့ငွေဆိုတာဘာမှမဟုတ်ပါဘူးတိတ်တရ300ဆိုတာဘာမှမဟုတ်ဘူးဒါပေမဲ့လေအဲ့ဒီပတ်စံတွေအားလုံးကတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်ကိုသွားဖို့အတွက်ကိုအမပြင်ဆင်ပေးထားတဲ့ပတ်စံတွေ ဒီအလုံငွေတွေဆိုတာကသူများအသက်ကိုတတ်ဖို့အတွက်ငွေတွေပြင်ဆင်ထားတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီငွေတွေကိုနှက်မျောတာနှက်မျောတာကကိုယ့်အတွက်မဟုတ်ဘူးအမအတွက်သာအမသုံးဖို့အတွက်ဆိုလို့ရှိရင်လေအမအိတ်အိတ်တွေစာရောက်တဲ့အမဒေါ်လာနဲ့ရောင်းမှာဒေါ်လာနဲ့ရောင်းလို့ရတယ်ညီမပြီကိုပို့ပြီးတော့တိုင်နေပတ်နေစာဘာအကြောင်းမှမရှိဘူးဒါပေမဲ့အဲ့ဒီပတ်စံလေးကအော်ငလျင်တင့်တဲ့လူတွေဟလာစစ်ဘေးတင့်တဲ့ကလေးတွေစားဖို့တောက်ဖို့အတွက်မရှိတဲ့နေရာတွေမှာလှူဖို့အထူးဆိုဆိုအသက်ကြီးတဲ့အဖိုးအဖွားတွေစိတ်ရောက်ပါလာပြီးပြစ်ထားတယ်စိတ်မောကလည်းမရှိဘူးထောင်ထဲအမျိုးသမီးတွေ မတရားမြင်မှန်းနှိမ့်ဆက်ခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေသူတို့အတွက်ဆေးဝါးကားတွေသူတို့အသက်တွေဆက်ပြီးတော့မှမိသားစုတွေနဲ့အဆက်အသွယ်နေရတဲ့အခါမျိုးတွေမှာစားဖို့တောက်ဖို့ဆေးဖို့ဝါးကားတွေရဖို့အတွက်အမတို့အဖက်ဖက်ကနေကူညီပေးနေတာသူများအသက်ကိုတတ်ဖို့မဟုတ်ဘူးဒါကြောင့်ဘာကြောင့်များဒီတလန်နေဟာအမအကောင့်နဲ့မလာမီးရတဲ့ချို့ရှိတယ်အမရဲ့အိတ်ဝယ်ချင်လို့ဆိုပြမှာအမအခုရောင်းနေတဲ့အိတ်ကလေးတွေဆိုတာက ရှိတဲ့မြတ်ပတ်စံကြီးအရာအားလုံးကမြမပြီကအမအခုကိုညီပေးနေတဲ့အမောင်လေးတွေမြမလေးတွေရာနေပြီးတော့အမလူကြီးနဲ့နေရာလေးတွေလှူပေးတာသူတို့လေးတွေအစင်းနဲ့အပြင်းနဲ့လှုပ်ပေးတာဒီနိုင်ငံရေးမှာပါဝင်တာတခုမှမဖြစ်ဘူးသူတို့အောက်ကနေသွားကြည့်လိုက်သူတို့မိသားစုအတွက်သူတို့ရုံးကန်နေတာတာမဲ့ဈေးရောက်နေတဲ့လူတွေတာမဲ့အလုံးလုံးနေတဲ့ nurse တရာဘလောက်များရရဆက်ဆက်ဆက်ဆွဲပြီးတော့ပြောရတဲ့လေလို့ပြတော့သူတို့ရဲ့ဒီစကားဆိုင်ဆွဆွဲမှုနဲ့ဒလန်တွေရဲ့မတွေးမိတာတခုပါလေဒီဟာတွေမဖမ်းခင်မှာအမကသာဟဟလား ဒီအဲ့ဒီ data ဝါတဲ့ပတ်စံနဲ့ PDF တွေကိုထောက်ပံ့နေတယ်ဆိုရင် PDF လက်မှတ်လက်နက်တွေပါရင်ဝယ်ဖို့တာဘာဘလို့ထောက်ပံ့နိုင်ပါလဲလက်နက်ဝယ်တယ်ဆိုတာခလေးကစားသလိုလမ်းပေးမှာငွေရုပ်တီးရောင်းငွေရုပ်တီးမောင်ရောင်းသလိုမျိုးဟလာဈေးတော့ဝယ်စားသလိုမျိုးရောင်းရ900ပေးမှာငါ့ကိုရောင်းလို့လုံးလို့မရဘူးနိုင်ငံတကာအတိမတ်ပြုတဲ့လက်မှတ်တွေတကက်တရားဝင်မှာတရားဝင်ရတရားဝင်တဲ့နိုင်ငံရဲ့စီးစိတ်တွေဒီလိုမျိုးအဖွဲ့အစည်းတွေစစိတ်တွေနဲ့သွားပြီးမှဝယ်လို့ရတာအမရှာတဲ့ငွေပတ်စံဆိုတာကသိန်း200 300ဆိုတာကဒေါ်လာနဲ့လဲရင်ယူရိုနဲ့လဲရင်တောင်မှ တ်ဆန်လေးယူရို2000 3000ဆိုတော့ကြည်တောင်းတာဝယ်လို့မရတဲ့အဆင်ကြည်တကဝယ်ခြင်းနဲ့ဆိုရင်တော့မဒီလိုမျိုးဈမ်းပြီးမှထိုင်ပြီးဝယ်လို့ရတာမဟုတ်ဘူးအဲ့တော့သူတို့မပန်းနေမှာစဉ်းစားရမှာဒါအတမှန်ပြည်သူတယောက်ကဟလာတကယ်ငလျင်ဘေးထင်နေတဲ့လူတွေကိုလှူနေတာစိတ်ပေးဆောင်ကကလေးတွေခြေလက်ပြတ်နေတဲ့ကလေးတွေဟလာဘုံချင်းထဲမှာမှာစားကြံဖြစ်တောက်ချာမရှိတဲ့၄6ရက်ဒီသူတို့ဘုံလာကျဲတဲ့အချိန်မှာစားဖို့တောက်ဖို့ဒီကျွေးနေတဲ့မှာသူတို့တွေနေဖို့ထိုင်ဖို့အတွက်အမိုးကာတွေမိုးရွာတဲ့အခါမှာစာတင်လို့မရတဲ့ဟာတွေဒီကလေးတွေအတွက် သူတို့ကျမ်းမာရေးစရိတ်တွေအတွက်အမယောက်ျားလက်ထက်တောင်းနေလို့မရဘူးအလူရှင်တွေထိုင်ဆောက်နေလို့မရဘူးဒီလူတွေကနေ့စဉ်နဲ့အကြထမင်းစားနေတာဒီလူတွေထမင်းစားဖို့ဒီလူအသက်ရှင်ဖို့ခလေးမွေးဖို့ဒီလူမီးတွင်းထဲမှာစစ်ထဲမှာခလေးမွေးတဲ့အခါမှာစစ်ဘေးတင်နေတဲ့လူတွေထဲမှာလေခလေးမီးတွေအများကြီးပါတယ်ကိုယ်ဝင်တွေအများကြီးပါတယ်ဒီလူတွေကခွဲဖို့အတွက်စိတ်ဖို့အတွက်သူတို့အတွက်စေးဝါးတယ်ဘုန်းတဲ့တဲ့ခလေးတွေခြေလက်ပြတ်နေတဲ့လူတွေအတွက် medical supply နဲ့ဒီ supply တွေ medical supply တွေပေးဖို့အတွက်ကဆိုတာကအမအလူရှင်တိုင်ဆောက်နေလို့ရှိရင်သူတို့ဒုက္ခအများကြီးရောက်သွားနိုင်တယ်အဲ့တော့အမလှုပ်ပေးနိုင်တဲ့တက္ကနာတစ်ခုကလည်းအမလှုပ်ပေးတာအမစိတ်ကရှင်းရှင်းလေးဘယ်သူအတတ်မှတတ်ဖို့တော့ထောက်ပံ့နေရလဲမဟုတ်ဘူးစိတ်တစ်ခုဖြစ်တယ်ဆိုလို့ရှိလို့ရှိရင်အများဆုံးခံစားရတာပြည်သူတွေပဲအများဆုံးခံစားနေရတာပြည်သူတွေပဲဘာသာပြည်သူတွေအများဆုံးခံစားရလဲဆိုတော့ကောင်းတာပဲပြည်ပြည်ဆိုးတာပဲပြည်ပြည်ကြားထဲမှာညံ့နေအမြေစားပင်ကပြည်သူတွေပဲ ဲ့တော့ကိုယ့်ရဲ့နိုင်ငံကအစိုးရကမကောင်းတဲ့အခါမှာသူတို့တကူတဲ့အတွက်တပူတဲ့အတွက်လုံနေတဲ့အခါမှာဘလို့မျိုးဘလို့မျိုးဟိုပြက်တရာဘယ်ထောင်းကနေပဲသူတို့ပတ်ဆံရဖို့သူတို့ဘလို့မျိုးထောင်းကနေပဲဘလို့မျိုးဘသူတွေကိုဒုက္ခပေးဖို့ဝင်ညစ်လို့ရမယ့်အရာတွေအဲ့လိုတို့လို့ရအယူပါဒီပတ်ဆံဘာမှမဟုတ်အမှတ်တိုင်းနေရတော့ဆိုတော့ဘာမှမဟုတ်ဘူးဘာသာဘာမှမဟုတ်ဘူးလို့ပြောလဲဆိုတော့ ကိုအတွက်ရှာတယ်ဆိုတော့ကိုကပို့ပြီးတော့မှခံစားရမယ်ဒါပေမဲ့အခုကဘာလဲဆိုတော့အမထားတယ်ကလှူဖို့အတွက်အမအတွက်တာအမဆိုအစလာကလေးကအမယူရိုနဲ့ဒေါ်လာနဲ့အမရှာဦးမှာပေါ့အမဘာဖြစ်လို့ဒီလိုဗမာပြည်ကိုစိတ်မချတယ်ဗမာပြည်မှာဘာဖြစ်လို့ဒီလိုမျိုးငွေတွေကိုအမတန်းရာနဲ့ချီပြီးတော့မှမိတ်ဆွေတွေအကူအညီတောင်းပါလေဘာဖြစ်လို့ဆိုအမ ဒါတွေကစစ်ကောင်စီထင်တယ်လို့မျိုးဒလန်တွေထင်တယ်လို့မျိုးအမက PDF တွေသူတို့တတ်ဖို့အတွက်လက်နက်တွေထောက်ပံ့နေတယ်သူတို့ထင်တာအမတို့လေ PDF ကိုလှူချင်တယ်ဆိုလို့ရှိရင်အမတို့ NUG ကိုပဲလှူကြတာ NUG ကိုပဲဆက်သွဲတာအမတို့ပွဲဆိုသမျှဟလာအမတို့တော်လန်ရေးတွေဟိုကာလာတွေမှာတော်တော်လန်ရေးပွဲတွေနိုင်ငံသားတိုးတွေသွားဆိုရဲဆိုအဲ့ဒီထားတဲ့ပတ်စံကြီးအားလုံးက NUG တို့ဟလာတကယ်ကိုအဖွဲ့အစည်းတို့လှူတာအဲ့တော့သူတို့တကယ်လို့ဖမ်းချင်တယ်သွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ NUG ရဲ့လက်အောက်မှာရှိနေအဖွဲ့အစည်းသူတို့ဖမ်းချင်တယ် ုံမြမလှုပ်ရဲဘူးမထိရဲဘူးဘာသာလဲဆိုတော့သူတို့ထိရတယ်သူတို့နာမယ်ဆိုတော့သူတို့တိလို့အမအောင်လှုပ်တာဘာဖြစ်ဆိုအမကတာမဲ့ပြည်သူတွေကိုလှူနေတာဒီလိုပြည်သူတွေကိုနာအောင်လှုပ်လေဟာလားဟိုအန်ယူဂျီကနာသူတို့ရှော့ပေးမလားနောက်ပိုင်းအမမလှုပ်ရဲတော့ဘူးလားသူတို့ထင်မှာတကယ်တမ်းကြတော့လေအမကကောင်းတာလှုပ်တာ တိတာဒီကလေးတွေမောင်းနေဆိုတော့ဘာအဖြစ်မှမရှိဘူးတာမဲသူနာပြူလေးတွေတာမဲဟိုကလေးမိတရားကလေးနှစ်ယောက်သုံးယောက်နဲ့သူကသူဈေးရောင်းနေတာဒါမဲအမောက်ချစ်လို့လို့အော်အမအမလူချင်တာလေးရှင့်ပြောတော့ညီမအကောင့်နဲ့လက်ခံပေးမယ်ညီမလူပေးမယ်ဆိုပြီးတော့မှသူ့ဆရာတစ်စက်အမလူလေးလုပ်ပေးတာသူဆိုတော့လက်ဖမ်းခံရတဲ့အချိန်မှာမကွေးမှာတွားပြီးတော့မှဒီစကိုင်းတို့ဟိုတောင်ဟူတို့မကွေးတို့ဘက်မှာငလျင်တင့်နေတဲ့လူတွေကိုအမကညီမလေးရေလှူပေးပါနော်ဆိုပြီးမှပတ်စံလေးပေးလိုက်တဲ့ဟာလေးကိုတွားပြီးတော့မှတွားလှူပေးတာဆိုတော့ဘလောက်ထိများ သူ့အနေနဲ့သူ့မိသားစုတွေနဲ့ခံစားရမယ်အမပထမဆုံးပူတာပူသွားဟဲ့ဒီနေ့ပဲငါ့ကိုလှူပေးမယ်ပြောပြီးတော့မှလုံးဝ Facebook ကနေပြောက်သွားတယ်ဒါမဲ့မဆိုင်ထဲမှာထင်တာပေါ့နော်လူတွေအားလုံးဒုက္ခရောက်နေတဲ့ခါကျငါ့မှာငွေလိမ်သွားလားမသိဘူးဆိုဘာဖြစ်လဲဆိုအမမကောင်းတာလုပ်တာမဟုတ်ဘူးကွာသူတို့ထင်တယ်လို့မျိုးလက်နက်တွေရောင်းပြီးတော့ PDF တွေထောက်ပတ်နေလို့သူတို့ထင်နေကြတာဒီငွေလေးမဆုတ်မပုတ်မပဲတရားနဲ့တိတ်တရားတရားဆိုတော့အမတို့ယူရိုနဲ့လဲတာတော့ထောက်ထောက်ပဲရှိတာမြန်မာငွေတန်ဖိုးတဲ့ပါမဝယ်လို့မရတာလက်နက်မပြောနဲ့ဟိုအချီတစ်ထောင်တော့ဝယ်လို့မရတဲ့ပတ်သက် ဒါပေမဲ့ဒီပစာလေးတိန်9 5 0ဟာထမင်းငက်လေးရဲ့လူတွေစေးရုံမှာစေးမရှိတဲ့လူတွေဒုက္ခရောက်နေတဲ့အဖိုးဖွားတွေစားဖို့တောက်ဖို့အတွက်ကလေးမေတွေကလေးမွေးဖို့အတွက်ကိုဝင်းနေမိခင်တွေ သူတို့အတွက်ပြီးတော့နေ့စဉ်နဲ့အမျှစစ်ပေးတဲ့ခံနေရတဲ့စစ်ပေးတဲ့နေရာတွေမှာရှိတဲ့ကလေးတွေအတွက်စားဖို့တောက်ဖို့အတွက်တနေ့စာတနေ့လေးရရင်တောင်မှသူတို့အဆင်ပြေပါစေဆိုအစိတ်နဲ့အမတာတွေလုပ်နေရမှအနေနဲ့ဘလောက်ထိစိတ်ပင်ပန်းနေဆိုတာစဉ်းစားကြည့်ကိုနဲ့ဘာမှမဆိုင်တဲ့ဒီအလုပ်မတခါမှမလုပ်ဘူးဒီ online shopping ဆိုတာဒါပေမဲ့အမလုပ်တယ်ဘာဖြစ်လို့လဲဆိုတော့အမလှူချင်တန်းနေတဲ့အရာတွေအားလုံးအမမိသားစုအမတစ်ချိန်လုံးဘာမှလုတ်ပေးလို့မရဘူးတစ်ချိန်လုံးပတ်သွားတောင်းမိရောက်ကြရင်ငါလူချင်လို့ပေးပါဘူးဆိုတတိယသိန်း50အမှတ်သွားတောင်းလို့ရလား မရဘူးအမမလည်းခလေးသုံးပါရှိတယ်သူတို့ရဲ့ចောင်းစရိတ်တွေနေဖို့စားဖို့တွေစရိတ်တွေအမယောက်ျားရှာနေရတော့အမအပူမပေးချင်ဘူးအဲ့တော့ကိုတန်းတန်းနဲ့ပြန်တယ်စိတ်ကောရှင်းတဲ့အလုပ်ငါအလူကိုစိတ်ပြက်ပြက်တသားနဲ့ငါလှုပ်တော့မယ်အဲ့ဒီတော့ငါယောက်ျားငါ့ကိုကိုညီပြီးတော့မှဒီဒီလိုက်စတဲ့ဟလာဒီစေးရောက်တဲ့ဟာတွေအလုံးကိုသူဒီဘက်မှာအီတလီကနေအကုန်လုံးလှုပ်ပေးတယ်ဘာဖြစ်လို့ဆိုအောင်ကမိမလှူချင်တန်းချင်တယ်စိတ်စမ်းချမ်းသာပါစေဆိုတော့အမရဲ့အမျိုးသားရဲ့စိတ်ကြအမဒီအလုပ်လေးကိုလုပ်နိုင်တာ no no မျက်ရည်ကျရင်တော့ခါမရှောင်းဘူးမျက်ရည်ကျတာဆိုအမရဲ့ပြည်သူတွေအတွက်မတရားဖမ်းဆီးခံရတဲ့အမညီကိုမောင်တို့မိတ်ဆွေတွေအတွက်အမမျက်ရည်ကျတာတခြားတော့မဟုတ်ဘူးဒါအမသူတို့လက်လျှော့လိုက်လို့လက်ညှောက်လိုက်လို့မျက်ရည်ကျတာမဟုတ်ဘူးဘာကြောင့်များအပြစ်မရှိတဲ့လူတွေပေါ်မှာဖမ်းဆီးပြီးတော့မှအမတရားဆွတ်ဆွဲတာလေသူတို့ရဲ့မိသားစုတွေသူတို့ရဲ့သားသမီးတွေသူတို့ဘယ်လောက်ထိများခံစားရမလဲအမရဲ့အလူအတွက်သူတို့ကတစားကန်ဖြစ်သွားတာအမထောက်ပံ့ပေးနေတယ်ဆိုတဲ့ဟာကြီးကအားလုံးကဒီကဲကို ဒုက္ခရောက်နေတဲ့လူတွေကြီးပဲဒီကလေးဖေးသေးတဲ့နေရာကြီးမှာလိုက်လူပေးနေတာစစင်းစားကြည့်ပါဒီလိုမျိုးသာဖန်ဆီးကျေးဆိုလို့ရှိရင်ဒီလိုကျေးသာဖန်ဆီးကျေးဆိုလို့ရှိရင်အခုကြည့်နေတယ်ဘာလို့တလန်နေပါလဲနားလဲအမအိတ်လာပွဲထဲမှာလည်းတလန်နေပါပြီးတော့အမအလှလောက်တဲ့ထဲမှာလဲအမပုံမှာ တကယ်ဒုက္ခရောက်တရရောင်နဲ့မှာအကောင့်လိုချင်လို့ငွေလွှဲမဲ့အကောင့်ကိုတိချင်လို့တမင်တတအမကြီးကျွန်တော်တို့ဒုက္ခရောက်နေကျွန်တော် CDM မှာကျွန်တော်ပြဖားမယ်ကျွန်တော်ကတော့ဘမကျွန်တော်မိမတော့ခလီမွေးပါတော့မယ်ဆိုပြီးဒီမှာမျိုးစုံလုပ်တဲ့လူတွေအမကတော့ဘသူ့ဥမှာအော်ဒလန်လားပြည်သူလားတကယ်ကိုဟိုငါ့အပေါ်မှာရုံမှမဲ့လူလားဆိုအမဘယ်တော့မှမခွဲခြားဘူးတော့ဘာကြောင့်မခွဲခြားဘူးလဲဆိုတော့လူတဲ့အခါမှာလူကစိတ်ရှင်ရတယ်စိတ်တက်ရတယ်ပြောနေရတော့ဒီလိုလူကိုလှုပ်လို့လူဆိုးမို့လို့လူကောင်းမို့လို့ဆိုပြီးအမှမှခွဲခြားပြီးတော့မှလူရတဲ့စိတ်တက်လည်းမရှိဘူးအဲ့တော့စားတဲ့လူစိတ်လုံးနေဆိုစားပါစေ အမရဲ့ပေးလိုက်တဲ့လှူလိုက်တဲ့ငွေလေးဟာအမမှလည်းပြင်ပြင်မမှန်နဲ့စိတ်တော့ကများစွာနဲ့မိသားစုတစ်ဖက်ကလေးတစ်ဖက်နဲ့ရုံးကန်ပြီးတော့မှနေရညနေမှားပြီးတော့မှဈေးတွေရောင်းပြီးတော့မှလှူထားတဲ့အလှူကိုစားရက်တယ်အမပေါ်မှာလှုပ်ရက်တယ်ဆိုလို့ရှိရင်ခံပါစေအမလေးအေးဘယ်အခုမှမျက်ရည်ချူပြနေရအော်မျက်ရည်ချူအဲ့အမျိုးတွေပေါ့အခုဆိုအမစီမလာပြောရတဲ့သူတွေတွေ့တယ်မလား ဟိုတရားလေးဆိုတကယ်တော့ဒလန်လေးသူတို့ပုံနေလဲသူတို့မဖော်ရဲဘူးအဓိကတော့သူတို့နေ့စဉ်နဲ့အမြစိတ်ကောင်းစီစီကနေဟို900 1000ကျားတယ်ဆိုတာနဲ့သူတို့ကစိတ်ကကျိန်နေတယ်ကွာကွာသိလားသူတို့အမကပြောပါဘူးအမအလူခံတဲ့နေ့မှာအဲ့လိုမျိုးအကောင့်လူနဲ့အလူခံတဲ့လူလည်းအများကြီးပဲပါတယ်ဒါပေမဲ့အမလှူပေးတယ်ကျမကလေးမွေးရတော့မယ်ကျမမှာစိတ်ယုံကြည်မရှိဘူးအမရေလှူပါဦးဆိုတော့အမလှူပေးလိုက်တယ်အော်ငါလည်းမြည်ခင်တရားကလေးမွေးရမယ့်အချိန်မှာစိတ်ဖြစ်စည်းမှု stress တွေနဲ့များဘယ်လိုမျိုးပေါ့ဟိုဟို ကလေးမွေးဖို့တော့ကိုကြောက်နေရမှာလဲဆိုရဲစိတ်မျိုးဖြစ်မှဆိုလို့အိုးဘာပဲဖြစ်ဖြစ်စေဖို့ဘာကရပါစေဆိုပြီးတော့မှလှုပ်ပြီးရပါစေဆိုရဲစိတ်နဲ့ပဲလှုပ်ပြီးလိုက်တာအဲ့လိုမျိုးတွေအမလူရတဲ့အချိန်မှာလည်းအမပေါ်မှာတစ္ဆာပြန်ဖောက်တဲ့လူတွေရှိတယ်အရင်တော့တခါကူညီခဲ့ဘူးတဲ့ကိုယ့်စီကငွေတွေလိမ်သွားတယ်ပြီးတဲ့အခါကျတော့သူတို့ဘာမှအပြင်မှာလှုပ်စားလို့မရတဲ့အခါမှာကိုယ့်စီမှာလာပြီးပြန်လာတောင်းပန်တယ်ပြန်လာတောင်းပန်ပြီးတော့မှအမရဲ့ကျမကိုဒီ Facebook မှာပြန်ရှင်းပေးပါကျမခိုးတာဟိုကျမလိမ်ထားတဲ့ပတ်စံတွေမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောပေးပါဆိုပြီးတော့မှလာပြီးပြန်ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့ အဲ့ဒီလိုမျိုးလွယ်လွယ်နဲ့လိမ်လွယ်လွယ်နဲ့အမကဖြေလျှော့ပေးရလောက်အောင်လေအမလောက်ထိတော့မတုံးကွာအဲ့တော့အမှန်တရားကိုသိအောင်လူတွေကိုချတက်လိုက်တဲ့ပြဒါလို့ချွတ်တော့လူတွေအမအတွက်ဒီဟန်သူဖြစ်သွားတာပေါ့ဆိုတော့အမရဲ့ပေးလိုက်တဲ့အလှမာတွေကိုကို့ပေါ်မှာရုပ်မှာကောက်ချစ်ဖို့အတွက်စံစီလာတဲ့ဒလန်တွေလည်းအများကြီးဖြစ်လာတာတွေရှိတယ်ဒါပေမဲ့အမအပြစ်မပြောပါဘူးအမအကုန်လုံးကိုခွင့်လွတ်တယ်အမခွင့်လွတ်တယ်ဒါပေမဲ့အမစိတ်မကောင်းတာကကိုယ်အလှူအတွက်ကူညီပေးတဲ့ဘာမဆိုင်냐မဆိုင်တဲ့မိသားစုတွေအားလုံးစိတ်ဆင်းရဲရတယ်ဒီမောင်လေးနဲ့ညီမလေးဟာလား သူ့မှာငလျင်အတွက်ကိုအလှသွားလုပ်ပြီးတော့ပြန်လာမှသူဖမ်းခံရတယ်။နောက်တရဒီအလှအတွက်ကိုမှငွေတွေတွားပြီးလွှဲပေးပြီးသူ့ကသူအလုဆင်းနေတဲ့ဟာမှာသူ့လာပြီးတော့မှရက်ကကောင်စီကနေခေါ်ပြီးတော့သူ့ဖမ်းသွားတယ်။အမပထမဆိုရုံတော့မယုံဘူး။ဟဲ့ငါလောက်နေတာငါ PDF ကိုထောက်ပတ်နေရလဲမဟုတ်ဘူး။ PDF ကိုငါထောက်ပတ်နေဆိုတာကငါပတ်တာငါပွဲဆိုပြီးတော့မှနိုင်ငံခြားကနေပြီးတော့မှပွဲနေဆိုပြီးရတဲ့ပတ်စံကို NUG ကနေတစ်စင်အဖွဲ့အစည်းတိုင်းတစ်စင်လှူတာ။အဲ့တော့ဒီကလေးတွေလည်းဘာမှမဆိုင်ဘူး။အဲ့တော့ သူတို့တကယ်ဖမ်းချင်တယ်လောက်ချင်တယ်ဆိုလို့ရှိရင်တကယ်အန်ယူရှီကနေတစ်စစ်လောက်နေတဲ့အဖွဲ့အစည်းတွေအများကြီးပဲဒါကြီးကြသူတို့မထိရဲဘူး။ဘာကြောင့်မထိရဲဘူးလဲဆိုတော့တကယ်သူတို့ကိုစော်နေတဲ့လက်နက်တွေဝယ်ပြီးစော်နေတဲ့နေရာကတကယ်ကိုပြည်သူတွေအခိုင်အမာထောက်ပံ့နေတဲ့နေရာဖြစ်နေတဲ့အတွက်ကြောင့်ပဲသူတို့မလောက်ရဲဘူး။ကိုရီကျတော့ပြည်သူကိုထမင်းစားဖို့အတွက်ငလျင်ဖေးတဲ့လူတွေအတွက်တကယ်ကိုစေဝါးကလူနေတဲ့နေရာတွေကိုလှူတဲ့အလှူတန်တန်ကိုမှသူတို့လာထိစော်ကားတဲ့အတွက်ကြောင့်ဒီအကူတူကသူတို့ရလိမ့်မယ်။တကယ်လို့အမလို့ လူတွေကလူဖမ်းလဲဆိုသူတို့ဖမ်းစရာတွေအများကြီးနော်အခုသူတို့ဘောမနေတဲ့ဆယ်လီတွေအများကြီးပဲဘောမနေတဲ့ဆယ်လီတွေကလေးမွေးနေတို့ဟလာဘာမွေးနေညာမွေးနေအလူတက်မင်္ဂလာအလူပြုတ်တယ်လို့ပါဆိုသူတို့ဆိုလို့ရှိရင်သူတို့ဘောမနေတာဒါလည်းအလူပဲလေတကယ်လို့သာအလူအလူလောက်ကျေးတာဖမ်းမယ်ဆိုလို့ရှိရင်သူတို့ကိုယ်တိုင်တော့သူတို့ပြန်ပြီးထောင်ထဲဝင်နေရလိမ့်မယ်သူတို့ငလင်ဘေးတဲ့နိုင်ငံတကာနဲ့ထူထားတဲ့ဘီလီယံ၄၅၆ဘီလီယံလောက်ရှိတဲ့ပတ်စံလေသူတို့ဒါအလူငွေတွေသူတို့လက်ခံထားတာမဟုတ်လားတကယ်လို့သာ ဒုက္ခရောက်တဲ့ပြည်သူတွေကိုအလှလှုပ်ကြေးတာဖန်ခံရမယ်ဆိုလို့ရှိရင်သူတို့ကိုသူတို့ပါသူတို့ထောင်နေထည့်ရလိမ့်မယ်။နေ့စဉ်နဲ့မြလူတွေကတနည်းမဟုတ်တနည်းနဲ့လှူနေကြတာအချင်းချင်းထောက်ပံ့နေကြတာအဲ့လိုသာလှူမယ်ဆိုလို့ရှိလို့ရှိရင်သူဖန်ဆရာလူတွေအများကြီးပဲသူ့ဘောမလေးလူတွေကိုယ်တိုင်ခလေးမွေးနေအမေမွေးနေယောက်ျားမွေးနေမိန်းမမွေးနေဆိုပြီးတော့လှူနေကြတာမဟုတ်ဘူးလား ဲ့လူတွေပဲတော့ဖက်လေဒါဆိုလို့ရှိရင်သူ့ကိုပုံကန်နေတဲ့ပြည်သူတွေသူ့ကိုလက်မခံတဲ့ပြည်သူတွေနေ့စဉ်တူတူတော့ထမင်းစားနေတာလို့လှူနေတာပဲမဟုတ်ဘူးလားသူတို့ကဖမ်းချင်နေဆိုရင်အမအမဘာလို့လုပ်လဲဆိုတော့ဒလန်ရှိလို့ဒလန်ကအမကိုကြည့်လို့မရလို့ဒါမှမဟုတ်လေအမလိုပဲစီးပွားဘက်တူတဲ့ online shop တစ်ခုခုကနေပြီးတော့မှဟာလာဟိုအမကိုဈေးဝယ်ချင်အောင်စောင့်ပြီးတော့မှသူတို့ရဲ့စစ်ကောင်စီဘက်ကနေပြီးတော့အုပ်စုတွေကလက်တူတာအမလိုသာလုပ်ကြည့်ဆို online shop တွေအများကြီးပဲကွာနိုင်ငံခြားကနေပြီးတော့မှဒီမြန်မာနိုင်ငံအောင်တင်သွင်းနေရတယ်အများကြီးပဲဟုတ်လားဆိုအမကိုကြာတော့အမပြစ်တတ်တယ်အမကိုချစ်လို့ဝယ်တာ ဒါတွေကသူတို့တော်လိုင်းရေးအတွက်ထောက်ပံ့မှာဆိုရင်စိတ်နဲ့ဝဲတာမဟုတ်ဘူးအမကလည်းတော်လိုင်းရေးအတွက်ထောက်ပံ့နေဖို့အချိန်မရှိဘူးဘာကြောင့်လဲဆိုတော့တော်လိုင်းရေးအတွက်ထောက်ပံ့မယ်ဆိုရင်သူတို့ထည့်တယ်လို့မျိုးလက်နက်တို့ဟလာဘုံးတွေဓာတ်တွေဝယ်ဖို့ဆိုတာကမကလေးမုံစားသလိုလုံလို့ရသလားသူတို့တွေမစင်စားတာသူတို့တွေမစင်စားတာပြောပြတာအမထောက်ပံ့နေတဲ့အရာတွေကအားလုံးကလေအခုပေးနေတဲ့ပတ်စံတွေအားလုံးကဘယ်ဟူသွားလဲဆိုတော့ ငလင်းလှောက်တဲ့လူတွေငလင်းဘေးတင်သွားပြီးတော့မနေစရာထိုင်စရာမရှိတော့တဲ့လူတွေအမခုနကပြောသလိုစေဘိုးဘကမတတ်နိုင်တဲ့ထောင်တွေကအမျိုးသမီးတွေချင်းနှိမ့်မနှိမ့်ဆက်ခံနေရတဲ့ထောင်သားတွေနိုင်ငံရေးအကျဉ်းသားတွေအတွက်ဟိုစားဖို့တောက်ဖို့စေဘိုးဘကအမလှူပေးတာအဲ့တော့အမရဲ့ကောင်းတဲ့ကုသိုလ်လေးကတူထိုးတာမှကုသိုလ်ရပါသေးတယ်အမကဘသူ့ကိုမှမထိခိုက်ခဲနဲ့လူအသက်ကိုလည်းမတတ်ခဲနဲ့သူတို့လည်းဘာမှမနှောက်ယှက်ခဲနဲ့လှူတဲ့အလှူပါသူတို့ ဒါဖမ်းမယ်ဆိုလို့ရှိရင်ဖမ်းလို့ရရွေအများကြီးပဲအခုတို့ဘောမနဲ့ celebrity တွေတို့အရေးမယူထားတဲ့ celebrity တွေအများကြီးပဲတို့တွေဆိုနေ့စဉ်နေ့မြတ်လှူနေတာပဲမဟုတ်ဘူးလားအမလူသားဟိုအလှလောက်တိုင်းဖမ်းမယ်ဆိုလို့ရှိရင်ဟိုတို့လက်အောက်မှာအလှုပ်နေတဲ့အလှလောက်တဲ့လူတွေအများကြီးပဲသွားဖမ်းလေခလေးမွေးနေလို့ပါငါခုနကပြောသလိုပေါ့လှုပ်လို့ရတယ်လေတစ်လားလှူတိုင်းသာဖမ်းမယ်ဆိုလို့ရှိရင်တော့ကောလွယ်လွယ်လေးအဲ့တော့အမမို့လို့သာတိုးတယ်ထောင်တယ်လို့ဒလန်ရှိလို့သာအခုလိုပြောအမက ဟိုအလူငွေတွေကိုသူတို့တိမ်သွားတာအဓိကတော့သူတို့ငွေလိုတယ်ကွာဘယ်နေရာမှာငွေရှာလို့မရအောင်အဲ့ဒီခါကျတော့အမားတို့လိုလူမျိုးကိုဒလန်ကရှာပေးတယ်ဆိုလို့ရှိရင်သူတို့၄၅သိန်းပေးလိုက်မယ်သူတို့ဒီအကောင့်ကြီးပိတ်ပြီးသူတို့ပတ်စံယူမယ်ဆိုတော့ဒါကြီးအရန်အောက်တန်းကြတယ်အလူငွေအလူဖို့တောက်အမားရှာထားတဲ့ပင်ပင်မဲမဲနဲ့ရှာထားတဲ့ပတ်စံကိုသူတို့ကအခုလိုမျိုးဟလာအပြစ်မဲ့တဲ့ပြည်သူတွေကိုဖမ်းပြီးတော့မှလောက်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီငရဲကကြောက်ရွံ့ကောင်းနေတော့ဘာဖြစ်လဲသူတို့ဖျားရည်စရာတွေလည်းငွေတွေယူပြီးအလှူငွေတွေကိုလည်းဘုံပြီးသွားပြီသူတို့ရဲ့စိတ်တွေရောကိုယ်တွေရောဘလောက်အထိဖျားက ဟိုသူတို့အာဟုသူတွေဝယ်နေလဲသူတို့ကိုသူတို့သူတို့နားမလဲဘူးအဲ့တော့အခုလိုကာလမျိုးမှာကိုကိုတိုင်းအလှတန်းမလုံနိုင်နေပါဘာကြောင့်သူများလုပ်တဲ့အလှတန်းလေးကိုစိတ်ကောကိုပါတန်တန်လေးနဲ့မှဟိုတာဓုမခေါ်ချင်တာလေအခုလိုမျိုးအမရဲ့အကောင့်ထဲမှာတလန်နေအများကြီးဆိုလဲအမသိတယ်အဲ့တော့ဟိုအမကိုတိုက်ခိုက်လိုက်လို့လေအမကဘာမှမဖြစ်သွားပေမဲ့အခုဖမ်းခံလိုက်ရတယ်မောင်လေးညီမလေးဆိုအပြစ်မရှိပဲအမတို့ပြည်သူတွေထဲမှာမဖမ်းခံရတာအဲ့လိုသာဖမ်းကြီးဆိုလို့ရှိရင်တော့နေ့စဉ်နဲ့မျှဟိုတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ် ရှင်းရှင်းပဲဖမ်းမယ်ဆိုတနိုင်ငံလုံးကိုဖမ်းရမှာသူတို့ပြောနေတဲ့ဟိုတကယ်နာမည်ကြီးတွေအခုပွဲတွေလုတ်သွားတဲ့နာမည်ကြီးတွေဆိုနိုင်ငံသားတွေမှာသွားပြီးတော့မှ ပွဲတော်တော်ဆူနေရလေအဲ့ဒီပစ္စည်းတွေလည်းပြန်လာလို့ရှိလို့ရှိရင်တော့မလှူရတယ်ဟဲ့ဒါလေးကအမေအလှူမွေးနေအလှူဆိုဒါဆိုလို့ရှိရင်လည်းတို့တို့သစ္စာဖောက်နေရပဲလေဒုက္ခရောက်နေတဲ့ပြည်သူတွေနေတဲ့သူကထမင်းငတ်နေရလူတွေတို့လှူနေတာပဲလှူရလူတွေကဖမ်းမယ်ဆိုအဲ့လိုပဲဖမ်းရမှာတနိုင်ငံလုံးတို့ဖမ်းရမှာတို့ကိုတို့တော့မှပြန်ပြီးအချုပ်ခန်းနဲ့ပြန်ဝင်ရလိမ့်မယ်မင်းအောင်လိုက်ကိုတိုင်ဘိုးချုပ်မူကြီးမင်းအောင်လိုက်ကိုတိုင်ကထောင်ထဲပြန်ဝင်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ तू ကိုတိုင်မှဖခင်တွေမှလှူနေရမှာမဟုတ်ဘူးလား तू ကိုတိုင်မှဟိုအเจ้าကြီးတွေတွားဒီเจ้าကြီးတွေတွားမိမနဲ့ကြီးရတွေတွားပြီး तू တွားကြည့်နေရမှာမဟုတ်ဘူးလား तू က ဟိုအလှူရလူတွေဖမ်းကြီးဆိုရင်တနိုင်ငံလုံးဖမ်းရမယ်သူကိုယ်တိုင်လည်းဖမ်းရမယ်သူလူလူအလှူခံနေတဲ့သူဖုန်းကြီးတွေလည်းသူဖမ်းရမယ်ဟုတ်လားအမပြောတာအဲ့ဒါဆိုအလှူခံနေတဲ့ဟိုဖုန်းကြီးတွေမေတီလာရှင်ကြီးတောင်းတိုက်တွေလည်းသူတို့ဖမ်းရမှာပေါ့အဓိကကတော့အလှူတိုင်းသာဖမ်းမယ်ဆိုရင်တော့ကွာတနိုင်ငံလုံးသူတို့ဖမ်းရလိမ့်မယ်တို့မြန်မာတွေအလှူတိုင်းရက်ရောတယ်အဲ့တော့ဟိုဒလန်လောက်တဲ့လူများလည်းသိစေချင်ပါတယ်ကိုယ်တိုင်ကမလှူနိုင်ပေမဲ့ ူများလူများလူတာဓုမခေါ်နိုင်ဘူးဟဟလာအဲ့ဒါအရင်ရှက်ဆရာကောင်းပါလေကျမတို့မြန်မာလူမျိုးတွေဘာကြောင့်မတိုးတက်တယ်လဲဆိုတာသူများအလုတ်ကိုဟဟလာဟိုဘယ်လိုပြောမလဲကိုကဟိုသူများလို့မလူနိုင်ဘူးသူများလို့အလုတ်မလုံးနိုင်တဲ့အတွက်ကြောင့်သူများလှုပ်ထားတဲ့သူများထားရတဲ့ပြုတ်ထားတဲ့အလှူကိုကုသိုလ်ကုသိုလ်မခေါ်နိုင်တဲ့အပြင်ကိုတာဓုမခေါ်နိုင်တဲ့အပြင်ကိုအကုသိုလ်ကိုအကုသိုလ်ဖြစ်ပြောင်းလဲရအောင်လို့သူများတွေဒုက္ခပေးတာ အယားဝင်ရဲကြီးတယ်နော်အဲ့ဒီအာဟုသူကလေအဲ့တော့အမပြောချင်တာကဒီစစ်ကောင်စီနဲ့တကွာတလန်လေးတိစေချင်တာကအမရဲ့ဒီအလှူငွေကိုလိုချင်တယ်ဆိုယူသွားပါဒါပေမဲ့ဒါတွေကဟိုဟိုခုနှစ်ရက်သားသမီးတွေကိုလှူဖို့အတွက်အမကဒီအိတ်ကလေးကိုချောင်းပြီးရည်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပတ်စံဒီအားလုံးတိန်300ကျော်ကိုသူတို့ဘလို့နီးနေပဲယူယူယူချင်တာယူပါဒါပေမဲ့အဲ့ဒီအာဟုသူဟာလေအဲ့ဒီတိန်300ကလည်းမကတ် လို့ပို့ပြီးတော့များတဲ့အာဟုတို့ရှားလိမ့်မယ်စိတ်ဤစင်ရဲခြင်းကိုဤနွမ်းပါခြင်းဟဲ့လားဘယ်အရာဘယ်နေရာရရဂုံကြက်တည်းညှိုးနွမ်းခြင်းဆိုတဲ့အရာတွေအားလုံး ਨੇ ဟိုအာဟုတို့တွေရကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့အမစိတ်တန်တန်နဲ့လှူတာဖြစ်တဲ့အတွက်ကြောင့်ဒီအလှူငွေတွေအားလုံးကိုယူတဲ့လူဒီအလှူငွေတွေကိုတိမ့်အောင်လို့အကြံပေးတဲ့ဒလန်တွေအားလုံးကိုလည်းအမဒီကနေပြစ်တာပို့ပေးတယ်အဲ့ဒီကုတူတွေအာဟုတို့အဖြစ်ပြောင်းချင်တဲ့သူတို့ရဲ့စိတ်တွေကို ဖះညင်တော်မူပါဘာဖြစ်လဲအမကတော့ခွင့်ထုတ်ပါတယ်အမကဘာဘလောက်ပဲရုံမှာရုံပါဒါပေမဲ့မကောင်းတဲ့အရာကိုပြုတ်တဲ့လူကတော့ဖះကတော့ထိုင်ခတ်မှာပဲဒီထက်ပကပုတ်ပြီးအကုသို့များကျင်တယ်ဆိုလို့ရှိရင်လှုပ်ပါအမကတော့ဆက်လိုက်ပြီးတော့ဒေါ်လာရေးတက်ဆွတ်သွားနေအောင်မှာပဲဒေါ်လာရေးဆိုအမလူတက်ဖို့တဲ့ဒေါ်လာရေးကိုလှုပ်နေရမှာမဟုတ်ဘူးဒီဒေါ်လာရေးမှာတစားကန်ဖြစ်နေတဲ့ပြည်သူတွေအတွက်စားဖို့တောက်ဖို့အမတစ်လက်တစ်ဖက်တစ်လမ်းကနေအလို့ရှိနေအမတို့ထိုင်ဆောင်လို့မရဘူး အလူရှင်တွေအားလုံးဟာလည်းသူတို့ရဲ့စားပွင့်တွေအတွက်ရုန်းကန်နေရတဲ့အတွက်ကြောင့်တဖြည်းဖြည်းနဲ့စီးပွားရေးချက်တဲလာတဲ့အခါမှာဘယ်သူမှအလှူငွေတွေကိုဟိုပြည်သူတွေဟိုအချောင်းဒုက္ခရောက်နေလူတွေစီကိုပြည်သူတွေအစီအရောက်မပုံနိုင်ကြတော့အဲ့တော့ကိုယ့်ဘာသာကိုစီးပွားရေးလေးလှုပ်ပြီးတော့မှလှူတန်းတဲ့ဟာကိုပိတ်ပင်တဲ့အတွက်ကြောင့်ဒီအကုသူတွေဟာဘယ်လိုရကြမလဲဆိုတာစောင့်ကြည့်နေပါအဲ့တော့အမကတော့စိတ်နာပြစ်တာပဲထားပါတယ်ဒီမောင်လေးတွေညီမလေးတွေစိတ်မကောင်းဒါပေမဲ့အမှန်တရားဆိုတာပေါ်လာမှာပါသူတို့တွေဒါစဉ်းစားတတ်တယ်ဆိုလို့ရှိရင်တော့အလှူတာမဲ့အလှူတစ်ခုကို တို့ဒီလိုမျိုးလောက်ရဲတယ်ဆိုတဲ့ဟာကတော့ပြည်သူတွေမြင်သွားတာပေါ့အလှူတောင်မှမလောက်ရဲလောက်အောင်ပြည်သူတွေအပေါ်မှာရက်ဆက်တယ်ဆိုတာမျိုးပြည်သူတွေမြင်သွားတာဘလို့လို့တို့အုပ်ချုပ်မှာလဲဒီပြည်သူတွေအုပ်ချုပ်နေတယ်ဆိုရင်ပြည်သူတွေရဲ့မြစ်တာပြည်သူတွေရဲ့စေတနာပြည်သူတွေရဲ့အလှူတောင်မှခွင့်မပြုတဲ့ဟိုနိုင်ငံတော်ရဲ့အကြီးအကဲကြီးဘသူကတို့ရဲ့လောက်ရက်တွေကိုထောက်ခံမှာလဲဟို မဲရွေးကောက်ပွဲလုပ်လိုက်ပါဘယ်သူမှသူတို့မဲပေးမှာမဟုတ်သူတို့ကသူတို့ပဲစာပြက်တွေမှာရေးပြီးပုံးနေမှာဟန်ဆောင်ပြီးတော့မှမဲမဲမဲဆိုပြီးသူတို့မဲပေးပါတယ်ဆိုပြီးလုံးဝမဘလောက်ချက်စရာကောင်းလဲဘာဖြစ်လဲဆိုတော့ပြည်သူတွေလှူတာတော့မှလိုက်ပြီးဖမ်းဆီးတယ်ပြည်သူတွေဘာမှလုံးလို့မရဘူးဈေးရောင်းတာတော့လိုက်ဖမ်းဆီးတယ်ပြည်သူတွေဘာလုံးလို့လိုက်ပြီးတော့ ထောက်ထပြီးသူတို့ကြည်နေရတဲ့အာဟုတူကလည်းနည်းနည်းနော်နော်အာဟုတူမဟုတ်ဘူးအဲ့တော့အမားတို့ကလှုပ်ရှားရှိတာဆက်လှုပ်ရမှာပဲအမားကသူများအသက်ကိုတတ်ဖို့အတွက်လည်းထောက်ပံ့တာမဟုတ်ဘူးတကယ်ဒုက္ခရောက်နေတဲ့ဘိုးဘွားတွေခုနှစ်ရက်သားသမီးတွေအားလုံးအတွက်စားဖို့နေဖို့တောက်ဖို့အတွက်ကိုကိုနိုင်တဲ့ဘက်ကနေကူညီပေးတာအမားကူညီတဲ့ပတ်ဆက်ဆိုတာဘာမှမဟုတ်ဘူးတိမ်တောင်းချင်နေတဲ့ပတ်ဆက်လည်းမဟုတ်ဘူးသူတို့ထင်တယ်လို့လက်နက်တွေဝယ်ပြီးရင်းလို့ရတယ်ငွေပမာဏလည်းမဟုတ်ဘူးအမားကလက်နက်တွေဝယ်ပြီးတော့ထောက်ပံ့ချင်တယ်ဆိုလို့ရှိရင်အမားမြန်မာနိုင်ငံဘယ်ငွေပို့မှာလဲအမားအဲ့လောက်ကြီးညံမနေဘူးအမားတစ်ခါတည်းနိုင်ငံခြားငွေနဲ့တစ်ခါတည်းဟိုဟိုဟိုအမေရိကရောအန်ယူဂျီရောရေရှိတဲ့နေရာရောအလှူငွေတွေကို ဓာတ်ရိုက်လှူမှာပေါ့အမဘာဖြစ်လို့ပြည်သူတွေအချင်းချင်းဒုက္ခရအောင်လုပ်ပါလဲအဲ့တော့အမကစေရနာဖြူဖြူစင်စင်နဲ့ရိုးရိုးတာမဲ့ခုနှစ်ရက်သားမျိုးလှူဖို့လုပ်တဲ့အတွက်ကြောင့်အမကစိတ်ရှင်းတဲ့အတွက်ကြောင့်အမတန်ငယ်ချင်းတွေအကူညီတောင်းတာသူတို့ကလည်းတာတာမဲ့စိတ်နဲ့ပဲကူညီပေးတာအဲ့အတွက်ကြောင့်အခုလိုဖြစ်သွားတဲ့တိုင်းမှာအဓိကတရားခံကစစ်ကောင်စီနဲ့ဒလန်ကြောင့်ပဲသူတို့ကတာမဲ့အပြစ်မရှိတဲ့လူတွေဖြစ်တယ်ဒီလိုအတာမဲ့အပြစ်မရှိတဲ့ပြည်သူလှူချင်းတန်းချင်းကိုတောင်မှကျမကိုအကြောင်းပြပြီးဖမ်းဆီးတယ်ဆိုလို့ရှိရင်အဲ့ဒီအမှုဖြစ်အောင်ပြဿနာဖြစ်အောင်လုပ်တဲ့လူတွေကိုယ်တိုင်နားလဲပါစေသိပါစေဟို စဉ်းစားညံလေးရှိပါစေလို့အမကတော့ပြောချင်ပါတယ်အမဘာမှမမောဘူးဘာမှမတိုက်ခိုက်ဘူးအဲ့တော့လူတိုင်းဟာမလို့လိုရင်လောဘတွေရှိကြတယ်ဒါပေမဲ့သူများမိသားစုစီးပွားရေးကိုထိခိုက်အောင်လို့လောက်ရလောက်တဲ့အဆင့်ချစ်တမအောက်တန်းမကြဘူးအဲ့လိုရုံမာမိလေကိုယ့်ကိုပြန်သုံးသပ်ပါငါဒီအဲ့လိုမျိုးဆိုရုံမာနေပါသလားငါဒီသူများရဲ့စီးပွားရေးငါဒီသူများရဲ့မိသားစုအသက်စိတ်ဆင်းရဲမှုကိုဖြစ်အောင်လို့ငါလုပ်နေမိပါသလားဆိုရဲဒလန်တချို့စဉ်းစားနိုင်ပါစေလို့အမကတော့စတောင်းမိပါတယ်ဒါပေမဲ့အခုချိန်ထိအမကမျိုးစုံအပြစ်ပြောနေတဲ့လူတွေအခုချိန်ထိအမကလာပြီးကလန်တိုက်နေတဲ့ဒလန်လေးအားလုံးလည်းမသိပါတယ် ။တနေ့တစ်ချိန်မှာကိုလုတ်ခဲ့ဟာကိုတမိုင်းပါပဲ။အဲ့တော့ကိုရဲ့သားသမီးတွေကိုဘယ်မဲ့ဘယ်မျက်နှာနဲ့ကြည့်မှလဲ။ကိုသူတို့ထမင်းကျွေးနေတဲ့ပတ်စံကဟိုအဆက်ကဆောက်ဘုံမှပြီးတော့မှရနေတဲ့ပတ်စံလား။အမှန်တရားကိုမျက်ွယ်ပြုတ်ပြီးတော့မှအသက်ကိုရှင်နေရလားဆိုရင်အသက်ရှင်ရတာတန်ဖိုးမရှိပါဘူး။အဲ့တော့အချိန်မီကိုကိုပြုတ်ပြင်မှာကိုအမားလုံးမိတယ်ဆိုရင်လည်းဝင်ခံမှာမကောင်းတဲ့အရာကိုဟိုအမှန်တရားကိုမျက်ွယ်ပြုတ်ထားမိတယ်ဆိုလို့ရှိရင်အမှန်တရားအမြန်ဆုံးပြင်နိုင်ပါစေလို့အမားတစုံကတောင်းပေးပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ဒီထဲမှာအကောင့်တူတွေနဲ့အများကြီးအမောက်တိုက်ခိုက်နေတဲ့လူတွေဈေးဝယ်တဲ့လူတွေအများကြီးပဲ။ တော့တချို့တွေဆိုလို့ရှိလို့ရှိရင်စကားချိုချိုလေးတဲ့တကယ့်ကိုဟိုဘယ်လိုပြောမလဲဈေးဝယ်တဲ့ပုံစံနဲ့လှုပ်ပြီးတော့မှအမအကောင့်နဲ့ရအောင်ယူတဲ့နေရာမှာလည်းပါတယ်အများကြီးတချို့ဆိုပတ်စံဝင်ဝင်မလွှဲဘူးเนาะဒါပေမဲ့အကောင့်နဲ့ရသွားရောလုံးဝအကောင့်နဲ့ထွက်သွားရောအဲ့အဲ့လိုမျိုးလောက်တဲ့လူတွေအများကြီးပဲဒါပေမဲ့အမကဘသူကတော့ငါ့ကိုဒလန်လောက်မှာပဲဘသူကတော့ငါ့ပုံမှာရုံမှာပဲလို့အမမတွေးဘူးဘာကြောင့်မတွေးဘူးလဲဆိုတော့အမရဲ့စိတ်ကရှင်းတယ် ငါထောက်လှူဖို့အတွက်လောက်တာငါဘသူအတက်မှာတတ်ဖို့အတွက်ထောက်ပံ့နေရမှာမဟုတ်ဘူးတကယ်တခွဲအောင်ရလူလူပေးတာဖြစ်တဲ့အတွက်ကြောင့်အမအဲ့လိုမျိုးကိုအမမစင်စားထားဘူးဒါပေမဲ့အဲ့ဒီအပေါ်မှာမှရုံမာလာလဲဒလန်တို့စစ်ကောင်စီတို့ရဲ့စုံဖြတ်စင်ကျင်အားငဲမှုကတော့အမလည်းအမခံမယ်အဲ့တော့အမှန်တရားကတော့အမှန်တရားတိုင်းရှိနေမှာပဲဟိုပြည်သူတွေကိုမတရားဆဆွဲဖမ်းဆီးတာရက်တန်းကရက်ပါဘာကြောင့်လဲဆိုတော့သူတို့တွေကအပြစ်မဲ့တဲ့လူတွေအမတို့ဖမ်းနေတယ်ဆိုလာဖမ်းလीတကယ်လို့နေအဖွဲ့စီအများကြီးပဲရှိတယ်အထက်မှာတကယ်ကိုဟိုတော်လန်ရေးမှာဟိုလက်နက်တွေဟလာ drone တွေစစ်စင်ရေးတွေအတွက်ကိုလောက်နေတဲ့နေရာတွေအများကြီးဘယ်သူတို့အဲ့ဒီအောက်မြေဖမ်းရလာမဖမ်းရဘူးရှာလို့ကမတွေ့ဘူးဘာကြောင့်လဲဆိုတော့ထိတ်လို့မှမရအဲ့ဒီလူတွေကိုတွားပြီးတော့မှအဲ့တော့အမအလိုတာမန်လူတွေကိုလာထိတာပေါ့တာမန်လူတွေရဲ့လူတွေကိုပဲလာထိတာဆိုတော့ပြဿနာတော့မရှိပါဘူးအမကတော့ဒီနီးနဲ့လူလို့မရတခြားနီးနဲ့အမလူနေမှာပဲအဲ့တော့အမခွန့်လုပ်ပေးပါတယ်ဖះရှိတယ်ဖះကအမှန်တရားကိုစောင့်ကြည့်နေတယ်အဲ့တော့ဟိုမကောင်းတဲ့အရာကိုလုပ်နေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်း စိတ်ချော့လိုက်ပါကိုမကောင်းတာလုပ်ရဲဆိုတာကိုကိုကိုတိပါတော့ဟလာနော်ဟိုမတရားဖန်ဆီးခြင်းခံရတဲ့မောင်မြညီမတွေတွက်လဲအမှန်တရားရှိပါတယ်ဆွဲမလျှော့ပါနဲ့အားမလျှော့ပါနဲ့အမတို့တတ်နိုင်ခြင်းများအကောင်းဆုံးကြိုးစားပေးပါမယ်အမအတွက်ဟလာဒီကုသိုလ်ကိုဝေမျှရင်းထဲမှာအခုလိုမျိုးမတရားဆွဆွဲဖန်ဆီးခံရတဲ့မောင်မြညီမတွေတွက်လဲအမထူးနူးညွတ်ပိသားစုဝင်တွေတောင်းပန်ပါတယ်အမမှာသူတို့ထိခိုက်လို့စိတ်လုံးဝမရှိပါဘူးအမအကူညီပေးခြင်းအပြင်အခုလိုဒုက္ခရောက်သွားတဲ့မောင်လေးညီမလေးတို့လဲအမဒီနေ့ကနေတောင်းပန်ပါတယ်ဟိုအမန်တရားအတွက်ဆက်လိုက်ပြီးတော့ရက်တီပေးပါ ဖြူစင်တာကိုဖြူစင်တာကိုကိုညီတာဖြူစင်တာမှန်တဲ့အတွက်ကြောင့်ဖခင်ကဒီတိုင်းနေမနေပါဘူး။အဲ့ဒီဘက်ကြောင့်ဂျီမောင်လေးညီမလေးတို့လည်းပြည်သူတွေကအတန်ထွက်ပေးပါပြည်သူတွေကရက်တီပေးပါလို့အမပြောချင်ပါတယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။